လူတထောင်စာအာဟာရဒါနပြုခဲ့တဲ့ပရိုက်တာကိုထမင်းပြိတ္တကြီးရဲ့မြမပြည်မှာအလူရည်ဆက်လက်နဲ့မကွာအောင်လှူဒန်းကြတဲ့ပရိုက်တာသမားများနဲ့အမှုပညာရှင်တွေအများကြီးဖြစ်လာပါပြီနော်သူနေရာနဲ့သူခက်ခဲနေကြတဲ့အချိန်မှာအခုလိုလူရောက်တထောင်စားကိုအာဟာရဒါနပြုခဲ့တဲ့ပရိဒါသမားကိုထွန်မင်းကတော့သူ့ရဲ့နုပညာကရှားတဲ့ဝင်ငွေလေးနဲ့အလူတန်ပြုပေးခင်တာဖြစ်ပါတယ်။သူဖွင့်ထားတဲ့ဆန်ဆိုင်လေးနှစ်လပြည့်တဲ့အနေနဲ့စတူဒီတာကျွေးမွေးခင်တာဖြစ်ပါတယ်။ အမှုပညာကြီးရီရောစမ်းဆိုင်ဖွင့်ထားတဲ့အကျိုးမြတ်အတွက်ရောပေါင်းပြီးကိုကျိုးမထားပဲလူရောက်တထောင်စာသီးဆောင်ပေကလာဟင်းနဲ့ငချောင်းငယ်ဦးတီကျော်ဘဲဦးတို့ကိုကျွေးမွေးခဲ့တာဖြစ်ပါတယ်။တခြားသောပရိုက်တာလို့တွေ့လို့ရင်စေတနာအကျိုးပေးလို့စမ်းဆိုင်ကြီးနဲ့ရှောင်းအကောင်ကအခုလိုကျွေးမွေးနိုင်တာပါလို့ချီးကျူးတန်နေကြားခဲ့ရတာဆိုပြီးပြောပြလာခဲ့ပါတယ်။ ကိုတွမင်းဟာဒီလူဟာသူပြုတ်တဲ့အလူမဟုတ်ဘူးသူဆိုင်မှာလာရောက်ဝယ်ယူတဲ့အင်ရှင်မတွေရဲ့ငွေတွေကိုရှားတဲ့အကျိုးမြတ်ကနေလှူဒန်းပေးတာမို့အင်ရှင်မတွေအများကြီးရဲ့အလူဆိုပြီးပြောပြပေးခဲ့ပါတယ်ဒီတော့ပြိတ္တကြီးရဲ့စိတ်ထားမောမြတ်ပြီးစေတနာကောင်းတာကြောင့်ပြိတ္တာကိုတွမင်းကိုနတ်လူတာရုခွန်နိုင်ပါစေနော်မချက်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်နော်